မင်္ဂလာပါဗျာအားလုံးကျေးဇူးပါသေးချမ်းသာပါသေးနော်ဘိုင်ရဲကိုမျက်နှာမျက်ဘိုင်ကိုတန်းကြလို့အားလုံးကြောချင်ကြပါလေဗျာဒီနေ့က16ရက်လီလာ2025ပေါ့နော်ဒါဒုတိယဖိုင်ဖြစ်ပါတယ်ဒုတိယဖိုင်တော့မနေ့ကတော့ပထမဖိုင်ပြောတာပြီးလားဖြစ်ဒါဒုတိယဖိုင်အခုကျွန်တော်ပြန်ရောက်လာလို့ဒါပြန်ရောက်လာတဲ့အချိန်မှာဒါကျွန်တော်ပြောချင်တာကလေကျွန်တော်တို့ဖုန်းဆက်တယ်ဖုန်းဆက်ပြီးတော့ဒါသူလှမ်းပြောတာပေါ့လှမ်းပြောတာဘယ်လိုပြောလဲဆိုတော့ဒါလေးကျွန်တော်ပြောပြ နမောင်မြို့နယ်နဲ့တဲ့ရေနံကျောင်းမြို့နယ်ရဲ့ အဲအဆက်လေးမှာတဲ့နော်ဇီးဂျိုပင်ရွာဆိုရှိတယ်တဲ့ဇီးဂျိုပင်ရွာတော့တနက်ကန်ရွာတော့ရှိတယ်တဲ့အဲ့နားမှာအဲ့တနက်ကန်ရွာမှာပါတိန်ကုန်းဖုန်ကြီးတောင်းတဲ့မှာတဲ့ဒီအကြံဖက်တွေ90လောက်ရှိတယ်တဲ့ဒါလက်နက်ကအလက်40ကျော်လောက်နဲ့သူတို့နေထိုင်နေကြတယ်တဲ့ဒီဖုန်ကြီးတောင်းတဲ့မှာပေါ့အဲအဆောင်တွေမှာစုဖွဲ့ပြီးနေတယ်အဆောင်လည်း90လောက်ရှိတယ်တဲ့လို့ပြောတယ်ရရက်တို့လို့နားတိန်ကုန်းတို့လို့ဟာမျိုးတွေပေါ့နော်အဲ့လိုအဆောင်ကြီးတွေရှိတယ်တဲ့အဲစက်ကြောင်းလာလို့ချင်းသူကကင်းတော့တရားချတာတယ်ပေးသူတို့အရှိမရှိတော့တည်တယ်ဝင်ဝင်ပြေးတယ်တဲ့အဲ့တော့ဒီမကွေးတိုင်းနမ်းမောင်မြို့နယ်ဖြစ်တာပေါ့နော် အဲ့ဒါကြောင့်ကျွန်တော်တို့ဒါဒီလိုအကျန်းဖက်ရှိတဲ့နေရာမျိုးကိုတို့ကျွန်တော်စီကိုလှမ်းပြီးပြောတာမျိုးရှိတယ်ရှိတဲ့အခါကျတော့ကျွန်တော်ကအဲသူပြောလိုက်တဲ့ဟာကသူ့ကိုယ်တိုင်တာဝန်ယူတယ်တရင်မှားသွားလို့ရှိရင်ကျွန်တော်ဒီအားနဲ့ကျွန်တော်ဖုန်းနံပါတ်နဲ့ကျွန်တော်ကိုယ်တိုင်တာဝန်ယူပါတယ်ကျွန်တော်ကဘသူပါဆိုပြီးတော့အဲ့လိုမျိုးကြောင့်ကျွန်တော်ကလက်ခံတယ်လေးလေးလေးစားတယ်ဒါသူတို့ဒီလိုပြောတယ်ဆိုတာဘာဖြစ်လို့ဆိုတိုင်းမီအေးချမ်းမို့ပြောတာလှုပ်ဆောင်မှတောင်းတော်ရဲ့အပိုင်းပြောပြရမှာကျွန်တော်တို့အပိုင်းနော်သူ့ပိုင်းနဲ့သူကြအဓိကကတိုင်းမီအေးချမ်းမို့တော်တော့အကြမ်းဖက်ဆိုရင်ဘယ်နေမှာကျွန်တော်တို့လက်ခံလို့မရဘူး ဘာဖြစ်လို့လဲဒီမှာမြန်မာနိုင်ငံမှာငလျင်ရတမျိုးဒီအကြမ်းဖက်ကတမျိုးတိုင်းပြည်ဘယ်တော့မှအေးချမ်းမှာမဟုတ်ဘူးเนาะအဲ့အေးချမ်းဘုတ်ကိုအမြန်ဆုံးလှုပ်ဆောင်မှာကျွန်တော်တို့ဟိုအေးချမ်းဆောင်နေကျင်တဲ့ပြည်သူတွေရဲ့အဲလှုပ်ဆောင်မှာပဲရမှာဟုတ်လားအခုအကြမ်းဖက်တွေကနောက်ဆုံးသိနေပြီနားသိနေပြီဘာဖြစ်လို့အချိန်မဲဟိုမှာရွေးကောက်ပွဲလုပ်ပွဲဆိုဝိုင်းဝဲလုပ်မယ်ဆိုဒီဟိုဗမာနိုင်ငံမြန်မာနိုင်ငံမြန်မာတွေကလည်းနည်းနည်းဟိုဘယ်လိုပြောလဲဆိုကျွန်စိတ်ကမပြောက်ဘူးမြန်မာခေါင်းဆောင်ဖြစ်ရင်ဘာဖြစ်တယ်လဲတိုင်းရင်းသားတွေကိုကြိုက်တဲ့လူလာခဲ့လက်ဆွဲနှုတ်ဆက်တယ် မြန်မာကောင်းဆောင်တွေအားလုံးကိုကြီးလိုက်လို့တဲ့ကဲဆက်ဆက်ကိုကြီးလိုက်အာတိုင်းသားတွေဆိုချစ်ခင်နှစ်သက်စွာနဲ့ပဲအာပွေဖက်ပြီးတော့လေးစားသမှုတွေနဲ့ဆက်ဆံတယ်ခေါင်းဆောင်မှမဟုတ်ဘူးဒီရက်ကွက်မှနေနေတဲ့ပြည်သူတွေပဲသွားလိုက်အောင်တိုင်းသားတွေဘက်ကိုရောက်သွားလို့ကျတိုင်းသားတွေဘက်လာလို့ချစ်လို့ချစ်လို့သူတို့မှအမလေးစကားတွေကဝဲတာတမျိုးအသားလေးကဖြူတာတမျိုးဖြူစီမဲစီထားလိုက်ပါဦးအဲ့လိုမျိုးရှိတယ်အခုခင်ဗျားအယူဒီမှာကြတော့ဟာလာယာယီတမနာကလည်းလှုပ်လိုက်တဲ့ဟာပါဒူကလည်းရှိွား အဲ့နောက်ကကြောင်ဥမန်ဝဲခိုင်းတယ်ဒီတိုင်းရင်းသားတွေကိုခေါင်းဆောင်တွေတည်ပြီးတိုင်းရင်းသားတွေကမီးဖုံနေတယ်လို့မင်းတို့ဒီအကြမ်းဖက်တွေခိုင်းနေရတယ်မြန်မာတွေကြုံခံနေရတာပြောဒီကျွန်တော် MNDA ဆိုလဲဟုတ်လား PDF တွေလာတယ်တပ်ပြက်တယ်သူတို့နဲ့အစိမ်းမပြေလို့ရှိရင်ရှင်းပြက်တယ်အဲ့ဒါလဲဖင်ခံပေါင်းတယ်နော်အဲ့ဒါလဲဟိုတောင်းတော့ကိုတိုက်ရပြီးရောဆိုတဲ့ဟာမျိုးအရင်တော့ကတော့လက်ခံပါတယ်အရင်တော့ကဘာပဲဖြစ်ဖြစ်ငါတို့ရင်းရမှာပဲဆိုဘိုးကြောင့်ဆန်းလဲဒီလိုမျိုးပဲဂျပန်နဲ့ပေါင်းလိုက်အင်္ဂလိပ်နဲ့ပေါင်းလိုက်ဂရလူနဲ့ပေါင်းပေါင်းရောက်တော့ဒီက တိုက်ကြီးမှာရောက်ဆိုတော်လန်သွားတာဒါမျိုးကိုကျွန်တော်လက်ခံပါတယ်လက်မခံဘူးပြောတာမဟုတ်ဘူးတော်လန်ရေးကိစ္စအခုကကတော်လန်ရေးမဟုတ်ပဲနဲ့ကျွန်လူတိုက်ရေးတာဖြစ်နေတဲ့အတွက်ဒါကိုလက်မခံတာအခုကြည့်နေတိုင်းသားတွေခေါင်းဆောင်တွေတောင်းနေအမျိုးကြီးရအစိုးရလုပ်တယ်ဗမာတွေကခိုင်းဘက်ဒါဗမာတွေကခိုင်းဘက်ဘလို့မှဗမာအစိမ်းမပြေတိုင်းပြီးတော့လောက်ဟလာအဲဗမာတွေကိုကြိတ်သွားတာပြန်နော်ကချင်ဘက်သွားလဲအခုဗမော်သွားကြည့်ဦးဗမော်မှာဆိုလဲမင်းတို့ KIA တွေ KIA တွေဘာလုပ်တယ်လဲဟလာ PDF တွေတိုက်မတိုက်မတိုက်တက်ပြတ်တာပဲ ဟာအားဒီအညာဒေတာကောင်းနေတော့အညာဒေတာပြီးတဲ့တည်းမှာခေါ်ပြီးတော့သွားတိုက်ဖို့လောက်ခိုင်းတယ်ဟာလားအညာကဒူပိုင်းတို့ဘာကြောင့်လုံနေတဲ့ဟာလေးအဲ့မှာလဲ KIA နေစုံကုန်ပြီးလက်နက်တွေပေးထားလိုက်ဟုတ်နေတာပဲမြောက်အောင်နေတာပဲလက်နက်ကန်တဲ့ဆိုဒီဘက်ဗမာပြည်ကြားဖက်လေးတွေအတူကိုသူမြောက်ကြွားပြီးတော့ဖြစ်နေပြီးတော့ဟိုကောင်တွေကလုံတာသူတို့တိုက်ရအခုဆိုရင်ဒီဗမာမှာဆိုပွဲစုံစိုက်သွားနေတာလက်ကတ်လို့တော့မရအောင်ဟိုဘက်ကဒရုန်းတွေကလည်းကြောက်စရာကြီးဒီဟိုနေတက်တော်ဘက်ကဖဲ့နေရှင်းနေတာရတယ်ဟုတ်လားအနားကပ်ဖို့မပြောနဲ့တယောက်လာတယောက်မြောက်လာနေအောင်ကောင်းကောင်းတုံနေတာ နော်အဲ့တော့ဗမာအကျန်းဖက်လေးတွေ PDF တွေကဘာဖြစ်တယ်လဲဆိုတော့ဟို KI ရွက်သွားလဲဟိုဟိုနေဖြစ်ပေါင်းတယ်ပေါ့ဗျာဒါရိုင်းပါဆိုလို့ခင်ခံပေါင်းတယ်လို့ပြောချင်တာဒါပေမဲ့အဲ့လိုပြောရိုင်းပါဆိုလို့မပြောအဲ့လိုခံပေါင်းတယ်ဟုတ်လားနောက်တစ်ခါဟိုနေတရားလည်းလေးပဲလဲအဲ့လိုခံပေါင်းတယ်ဒီလာရှို MNDA ပဲလဲဟုတ်လားခံပေါင်းအခုပါပြတယ် MNDA ရောတောင်းတော့ GPU နဲ့ပြန်ပြီးတော့အော်ဒီလိုမျိုးပြန်ပြီးတော့လုပ်ပြရမယ်ဟုတ်လား ။တန်းတော့လည်းဉာဏ်ပညာနဲ့တိုက်ရင်ကောင်းမလား။ကြားရင်ကောင်းမလား။အဲအတတ်တိုင်းဆိုလူမသိအောင်တို့လူငါဉာဏ်ပညာနဲ့ပဲဒီလိုမျိုးတုံးမဲ့ဒီလိုမျိုးလုပ်မဲ့ဆိုပြီးတော့ဒါနီးစနစ်လေးတွေဒါနမူအားလုံးသိအောင်ပြောပြဒီတိုက်တိုက်ရင်လုံးမရဘူးဘလောက်ပဲနိုင်တယ်ပြောပြောဒါနိုင်ငံတော်ကနိုင်ငံတော်အနေထားမျိုးနဲ့ရှိရဒီလိုပေါင်းသိရမယ်ဒီလိုဆက်ဆိုင်မှာဆိုတိအောင်လို့တန်ငင်းတမန်ငင်းရမင်းတို့နီးပညာတွေဒီလိုမျိုးလုပ်လို့လုပ်တာပါဆိုတဲ့ဟာတွေခင်းကျင်းပြတယ်ဒီနိုင်ငံတော်အစိုးရဘက်ကသူတို့ရဲ့ ပညာနဲ့ဟုတ်လားလူမသိတတ်စေတဲ့လူသည်တိတ်တိတ်မှာဆိုလို့ဒီလိုမျိုးတုတ်ပြတာရှိတယ်အဲ့ဒါလေးကိုမျိုးနားလဲဖို့လိုပြီเนาะအကျန်းဖက်တွေကတော်တော်များများနားလဲဖို့လိုတာတဲ့ဒီအကျန်းဖက်တွေကိုအားပေးနေတဲ့လူတွေနားလဲဖို့လိုပြီကျွန်တော်တို့ကဒါ online မှာတောင်းလန်ရေးဆိုတာကတောင်းတော့ဟိုဆေးဟုတ်ချုပ်ရမကြိုက်လို့ကျွန်တော်တောင်းလန်ရေးလုပ်တယ်ဆိုလဲဒါကိုလက်ခံတယ်အခုကတောင်းတော့ကလည်းပဲကျွန်တော်တို့ဟိုဟလာရုပ်ကဝဲလုပ်ဝဲမဲ့ဒါနိုင်ဝင်နေဖြစ်ပြီဆိုပဲပြီးသွားပြီကိစ္စတွေပြတ်နေတဲ့ကိစ္စတခုကိုပါလဲဆိုတော့အကျန်းဘက်ကလက်နက်အကင်မစုံကျင်တဲ့ခါကျတော့ဒီလက်နက်နဲ့ပဲအကုန်တောင်းညံ့ကုန် ဟာလာအဲ့တော့ပြည်သူတွေကမခံနိုင်ဘူးဖြစ်ကုန်ရောပြည်သူတွေမှာစပါးဆိုင်ချိန်မဆိုင်ရကောက်ဆိုင်ချိန်မဆိုင်ရမချီချီကျဲရမယ့်အချိန်မှာမကျဲဘာမှမလို့သူတို့ကြောက်နေ။ဟောဒီနေ့လေကောက်ဝဲပြက်လာလဲသူတို့ကဓမြလာတိုက်ဟိုနေ့လက်နက်တွေနဲ့ပြယူဆိုတော့အဲ့တော့သူတို့တွေလည်းအဲကြာလာတဲ့ခါကျတော့သူတို့တွေလည်းရွှန်ရှာမုန်းတိလာတယ်။အဲ့တော့ဒီအချိန်မှာအကြမ်းဖက်တွေကကျွန်တော်တို့ကအပြက်ပြက်ရှင်းမှုတော့ကိုကျွန်တော်တို့ကပြည်သူတွေရလုံးဝလည်းပဲဒါဝိုင်းဝန်းပြီးတော့လှုပ်ဆောင်မလား။ တို့ဒီမို့ငင်းညာအကြမ်းဖက်နေဆိုငင်းငင်းရင်းနဲ့ယူလို့ရတယ်နော်အလေးဝင်လာလို့ရတယ်ဒါကိုလည်းဆွဲခေါ်ဖို့လို့ရတယ်ဆွဲခေါ်လာလို့မှမရတော့တဲ့အဆုံးမထူးတော့ဘူးဆိုတဲ့ကိစ္စရလို့ကျကျွန်တော်တို့ဒီလိုတွေရှင်းထုတ်မှရမယ်ဟာရှိတယ်ဒီလိုဆောဆောကျွန်တော်တို့တရင်ပြတာဆိုလို့ကျဒါမျိုးကကျွန်တော်တို့ကျင်းရတယ်ကျွန်တော်အာမခံတယ်တရားရကံတော့မှာပြဿနာတကယ်လို့တစုံတရာဖြစ်ကျွန်တော်ဒီရတရာရှိတယ်ကျွန်တော်ဘလူးဘလူးဘလူးဆိုတာတောက်ချောက်ပြောတာကျွန်တော်ဖုန်းနဲ့မှဒီမှာမှာဘလူးဘလူးရှိတယ်ကျွန်တော်ဗမာနေတဲ့လိမ့်စာသာအတိအကျပြောပြတယ် အဲ့အဲ့လိုမျိုးကြရင်ကျွန်တော်ပြောတယ်အားမို့ငါတို့ကမိသားစုရှိလို့အဲငါတို့ဖုန်းနဲ့ပတ်ကိုတော့မပြောပါနဲ့ငါတို့နာမပြောအဲ့ဆိုတော့ no အဲ့လိုလာလိန်တာလောက်ကတော့စိတ်ဝင်စားအောင်ဒါလူတွေကျွန်တော်လူလိန်မှတွေ့တာသူကဆိုအဲ့ညမှာမှန်ကန်ညမှန်ကန်လိမ့်မယ်ဒါပေမဲ့ကျွန်တော်လာပြောတာဒါလူလိန်ပဲဘာဖြစ်လို့လဲဆိုတော့ဒါနိုင်ငံတော်ဟိုနေဖြစ်တာပဲနော်အဲ့လိုမျိုးတွေကျွန်တော်လက်မှတ်ခံအောင်ကျွန်တော်တို့ပြောပွဲပွဲလင်းလင်းပေါ်ပေါ်တည်းပြောတော်လုံရဲတယ်ကျွန်တော်ဒါဖြည့်ရှင်းရတယ်ဒါလိုမျိုးကျွန်တော်တတ်သိရဒါကျွန်တော်မှန်ကန်သွားတဲ့တရင်အဲ့လိုမျိုးဒါဒီလေးပြောသွားတာလားမကွေးတိုင်းဘက်မှာ ဒီနမ်မောင်မျိုးနယ်မှာဒါရေနံချောင်းနမ်မောင်မျိုးနယ်နဲ့ဒီရေနံချောင်းမျိုးနယ်အဆက်မှာရှိတယ်ဟလာဒီဇီးချိုပင်ရွာမှာဟလာတနက်ကန်ရွာနဲ့ဇီးချိုပင်ရွာရှိတယ်အဲ့ဇီးချိုပင်တနက်ကန်ရွာမှာတိမ်ကုန်းဖုံးချောင်းဆိုတာရှိတယ်အဲ့ကျောင်းထဲမှာအကြမ်းဖက်တွေ80လောက်ရှိတယ်ဒါနဲ့လက်ရှိလက်ခုချိန်တော့ခုချိန်ရှိတယ်ဟလာလက်နဲ့ဒီကတော့50လောက်တော်တော်ပဲရှိတယ်တဲ့ဒီဖုံးချောင်းထဲမှာနေထိုင်နေတာအာတော့အများကြီးပါသူတို့ကြောင့်လည်းဘေးနားမှာရှိနေတဲ့ရွာတွေဟာစိုက်ပျိုးသီးနှံနေဘာမှလုံးလုံးမရတဲ့ပြဿနာတွေဖြစ်နေတယ်တံလောလာပြီးတိုက်ပြရင်လည်းသူတို့ကလည်းပြက်စီးကုန်မယ်ဒါပြီးတော့သူတို့လည်းအခေါ်ကြခချင်းကိုတွေပြေးနေတော့သူတို့မှအရန်နေနာမှုတွေပြေးလာတယ် နော်တိုက်ဝဲရတယ်ဒီ၄50နဲ့လည်းဒလုံးချက်တိုက်လို့ရမှာဟိုကတလုံးချက်ပြုတ်တဲ့ကိစ္စနော်အဲ့တော့တလုံးချက်ပြတ်သွားမဲ့ကိစ္စကိုတောက်တော့အနေနဲ့ဒီမကွေးတိုင်းမဲ့အဲပဲပြောရမှာပေါ့နော် အဲဒကိုင်းတိုင်းတို့မကွေးတိုင်းတို့ဟာလားဒီနေရာတဲ့နာမည်ကြီးတဲ့နေရာမလို့ဒီနေရာဒါကိုတော့ကျွန်တော်ထိရရောက်လှုပ်ဆောင်ပေးတင်တယ်လို့ပဲပြောကြမှာဒါလည်းကျွန်တော်တိုင်းမီကိုအေဂျင့်စိတ်တင်တာနဲ့အဲ့ဒီနေရာမှာရှိတဲ့ရွာတွေပေါ့ဗျာနည်းနည်းအခက်ခဲဖြစ်ပြီးဒုက္ခရောက်နေတာတွေကိုဒါကိုကူညီပေးစေတင်တဲ့အဆန္ဒလည်းရှိတယ်ဒီအကြမ်းဖက်တွေရှိနေသေးကောက်ပဲတိနေစပါးနိုင်ငံရဲ့စားနပ်ရိတ်ခါရည်လည်းပြေဝမှာမဟုတ်ဘူးတော့ပြက်စီးတာပဲရှိတာ အဲ့တော့အဲ့ဒါကိုလုံဆောင်ပေးဖို့လိုအပ်တယ်လို့ကျွန်တော်ပြောချင်ပါတယ်။အဲမြေပုံညွန်ပါညာဆိုလို့ရှိရင်လည်းပို့ပေးဖို့အတွက်တော်တော့မပို့တတ်ဘူးပြောတယ်။ဒါ location ချောက်ရင်တတ်သိပါတယ်ရှိမရှိဆိုတော့နော်။ဟုတ်မဟုတ်ဆိုတော့ကြည့်တယ်။ပြီးတော့ဂျိန်တလီကိုလည်းကျွန်တော်မနက်ကပြောတယ်နော်။ ိန်တလိမှာကိုင်းဟုတ်ကျေးရွာမှာအဲ့နေမြေမျိုးအောင်သူရရှိတယ်သူကလည်းပဲဟိုရှေးပြောက်လို့စင်သူ့အိမ်မှာလက်နက်ခဲရနေအပြည့်စုံနဲ့ထားထားပြီးတော့ဒီကလပြင်းတို့ရေကြောတို့ဘဝတို့အဲ့မှာကျေးရွာရှိတဲ့လူငယ်တွေကိုအကုန်လုံးခေါ်ဆုပြီးတော့မှဒါတွေတင်နန်းပေးနေတာရှိတယ်အဲ့ဒီစစောဟိုနေရာမှာလည်းတင်နန်းပဲဖုံးချောင်းတန်းမှာလည်းတင်နန်းတွေပေးနေတာရှိတယ်အဲ့တော့အဲ့ဒါတွေကိုဆက်လက်မွေးထုတ်ဖို့အတွက်လွတ်ထားမယ်ဆိုရင်ကျွန်တော်တို့အဲ့ဒါတိုင်းပြည်ကဘာတော့မှဘာမှဖြစ်အောင်မဟုတ်ဟိုအကျန်းဖက်တရားသူအသူသူတို့အကျန်းဖက်ဖို့လူမွေးထုတ်လိုက်တမလို့ကသွားလုပ်လိုက်နေပဲပြီးရောမို့ငကိုတဲ့ဒါအပြည့်ရှင်းဖို့လိုတယ်ဆိုတာကိုပြောခြင်းနဲ့အဲပြောပြခြင်းတယ်ဟောဗျာနော် ဒါလေးကကျွန်တော်အထူးသတင်းလေးအဲအရေးအကြောင်းလေးကိုပြောပြချင်တာဒါတက်မလို့ကဟိုပွဲတွေကနေတာတော့ကျွန်တော်ဒါဘယ်လိုပြောရမလဲဆိုတော့ဟိုမိုးကုတ်တို့ပါညာတို့တောက်ချောက်ရှင်းနေတယ်အင်းတော်ဘက်ကတော့ပြောကြအောင်လို့အမုန်းကြိတ်တာတိတ်ခတ်တွေကတိတဲ့အတိုင်းပဲ เนาะဒါအခုတတင်းကြနေတကယ်လို့အရေးကြီးလို့ကျင်ထပ်ပြောပြပေးခြင်းနဲ့ဆိုတော့ကျွန်တော်နောက်နေ့မှပဲပြောတော့မယ်အခုရောက်လာတဲ့ဖုန်းတွေနဲ့အဲ Viber ဖို့ Viber ဖို့ Viber ဖို့ပို့သေးကြလဲကျွန်တော်မှအချိန်ပြည့်တယ်တကယ်လို့ဖုန်းကကျွန်တော်ကန်ကြမဟိုကန်ကြမကန်တာမဟုတ်ကျွန်တော်လောက်အလုပ်တွေနဲ့ကြံတာရှုပ်ရင်မကန်ပြည့်ဘူးအဲ့ဒါလေးတော့ပြောမယ်အဲ Viber နဲ့ပဲပို့ပေးเนาะတကယ်လို့စာမတက်လို့ကျင်လဲ message လမ်းဖို့တော်တော်များများစာမတက်တာရည်နေတယ်အဲ့ဒါလေးတော့ပြောကြပါတယ်ပိုင်ကြီးရဲ့ဖုန်းနံပါတ်3969နဲ့65 45เนาะအဲ့ဒါလေးကိုကျွန်တော်တို့တတင်းလေးတွေဒါလေးတွေပို့ပေးခြင်းနဲ့ဆိုပို့ပေးလို့ရတယ်ဆိုတဲ့အကြောင်းကိုပြောခြင်းပါတယ်တိုင်းပြည်အမြန်အေးကြမှုအတွက် ားလုံးဝိုင်းဝန်းပူပေါင်းပြီးလှုပ်ဆောင်ပေးကြဖို့လဲတိုက်တွန်းပါတယ်နှုတ်ဆက်ပါတယ်เนาะအဲအဓိကကတော့ကျွန်တော်တို့စစ်အာဏာရှင်ကြာဆုံးရေးစစ်ဖာဖြစ်တဲ့ညာဖြစ်တဲ့ဆိုတဲ့ဟာတွေအယူလွဲပြီးတော့မှဒါတပ်မတော်ဘက်ကလည်းအဲဒါကျွန်တော်တို့ရွေးကောက်ဝဲလှုပ်ပေးမှဆိုတာဒါမှကျင်းတိုင်းမချမ်းတိုင်းနေလှုပ်နေတယ်ဆိုတာဒါကအလဲကလန့်တိုက်နေတာဖြစ်တဲ့အတွက်တစ်ဖက်အကြမ်းဖက်မလှုပ်ဆောင်ခြင်းမလှုပ်ဆောင်တဲ့ညီအမောင်များများလည်းအတိပြားရပြီးတော့တိုင်းပြည်နယ်အေးချမ်းဆောင်နဲ့နိုင်ငံတော်နဲ့ပူးပေါင်းပါဝင်နိုင်ပါစေလို့ပြောနေပဲအားလုံးကြမ်းပါပါစေဗျာဒီနေ့တွေဒီနေ့တွေမှာအားလုံးပျော်ရွှင်ကြပါစေเนาะဘေးပေါက်မှလည်းကေဝေးကြပါစေဗျာ